အလိုပဲပင်လာပါဒီနေ့အော်တိုဘာလ16ရက်16ရက်နေ့မှာတော့တကယ်စိတ်ဝင်စားစရာတကယ်နော်စစ်ကြောင်းလိုက်စစ်ကြောင်းလိုက်ပြုတ်တဲ့တည်င်းတွေအများကြီးပါတယ်အဲ့ဒီမှာလက်ပတ်တန်းမှာဟိုမှာဟာခါမှာဂရနီမှာဟိုဖက်မှာအေအေဖက်မှာတော်တော်ကိုစစ်ကြောင်းလိုက်ပြုတ်တဲ့ ဲ့ဒီတတင်းတွေတော်တော်ပါတယ်ပြီးလို့ရှိရင်လည်း YouTube SA ကနေပြီးတော့ထုတ်ဖော်ပြီးတော့ပြောလိုက်တဲ့တတင်းကလည်းတော်တော်ကိုစိတ်ဝင်စားစရာတစ်ခုနေနဲ့ကျွန်တော်တို့ဒီတိတ်တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီဟာမျိုးစခင်မှာကျွန်တော်ပထမဆုံးတက် session နဲ့အကြောင်းအရာကတော့စကိုင်းတိုင်းဝက်လက်မှာဆိုလို့ချင်းစစ်ကြောင်းထိုးတဲ့ဒီစကားဆဆိုလို့ရှိရင်အဲ့ဒီမှာရွာကလူတွေကိုနော်စစ်ရှောင်းစစ်ရှောင်းတွေကိုနေပြီးတော့ဖမ်းဆီးသွားတဲ့အယောက်ပေါင်း90ဖမ်းဆီးသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက TNL နော် TNL ရဲ့ကြာဆုံးခန်း အဲ့ဒါက TNL သိပိတ်ထားတဲ့မြို့၃မြို့စလုံးပါသွားပြီเนาะဒီနေ့ကတော့တင်းဆိုးအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒါတွေကတော့ပထမဆုံးသူတို့သိမ်းတာကနှောင်ချုံနှောင်ချုံကနေပြီးတော့ကြောက်မဲကြောက်မဲကနေပြီးတော့အခုကတော့ဒီဘောဒီဘောလေးပါသွားပြီဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်အဲ့ဒါက၃လပဲအချိန်ရှိတယ်အဲ့၃လအတွင်းမှာအကုန်လုံး၃မြို့ပါသွားတယ်အစ်ပြရတော့တစ်လကို၃မြို့နှုန်းနဲ့ သူတို့တံပိတ်ထားတာကိုတွေ့ရတယ်ဆိုတော့ TNLA ဖက်မှာတော့တော်တော်ကိုကြာဆုံးမှုတွေရှိတယ်။အဲ့ဒီမှာဆုံးယုံမှုတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုကထိုင်းနိုင်ငံထိုင်းနိုင်ငံမှာမြန်မာပြည်ကလူတွေကတော့ဒီလူတွေအများအပြားတော့စစ်ချောင်းတယ်နော်။အခုဒီစစ်မှုထောက်ဥပဒေနဲ့သူတို့ဖမ်းတဲ့ဟာကိုထွက်ပြေးကြတယ်။နော်နီလန်ပေါင်းစုံနဲ့နိုင်ငံခြားတွေမှာထွက်ပြေးကြတယ်။ဆိုတော့အခုထိုင်းနိုင်ငံမှာအရင်တုန်းကတည်င်းထုတ်ပြန်တဲ့ဟာတစ်ခုရှိတယ်။အဲ့ဒါကပါလဲဆိုတော့ဒီထိုင်းနိုင်ငံမှာမြန်မာနိုင်ငံကထောက်ထားမဲ့ ရွှေပြောင်းလုံသမားတွေကိုနေပြီးတော့ကတ်ထုတ်ပေးမယ်เนาะအလုံးသမားကတ်တွေထုတ်ပေးမယ်ဘာဖြစ်ဆိုတော့ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့ဒီပြဿနာဖြစ်တဲ့အခါကျတော့ဒီကမ်ဘောဒီးယားရဲ့အလုံးသမားတွေ9သိန်းလောက်ကိုသူတို့နေထုတ်လိုက်တယ်အဲ့ဒီနေရာမှာအစားသင်းဖို့အတွက်မြန်မာနိုင်ငံသားတွေကိုသူတို့လုတ်တယ်ဆိုတော့အခုအထောက်ထားမဲ့ဒီမြန်မာနိုင်ငံသားတွေကိုပန်းရုံကတ်ကိုလုတ်ဖို့အတွက်ဒီစက်တင်ဘာလမှာသူတို့လုတ်ဖို့ဆိုပြီးမှသူတို့ကြေညာတယ် သူတို့တပိုင်းတစားလုပ်တယ်အခုအဲ့ဒီပိုင်းအောင်ကတ်လုပ်တဲ့ဟာကိုနေပြီးတော့အကုန်လုံးဖျက်တင်လိုက်တယ်ဆိုတဲ့ဟာကိုအလုသမားရဲ့ဝန်ကြီးဌာနကနေပြီးတော့ကျင်းညာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေဆက်မှာပြဿနာတွေဆိုလို့ရှိရင်အကြီးအကျယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီကလူငွေတွေဆိုလို့ရှိရင်အလုံးလိုက်ခဲလိုက်ဝင်လာနေတယ်အဲ့ဒါကြောင့်ဆွေးဆိုင်မှုတွေကိုလုပ်လိုက်တဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဒီပကိုးတိုင်းအဲ့ဒီပကိုးတိုင်းလက်ပဒန်းမှာဒီတဲချောင်းရွာမှာနေပြီးတော့စစ်ချောင်းထိုးလာတယ်နော်စစ်ချောင်းထိုးတဲ့ခါကျတော့ အဲ့ဒီမှာ one pack ပိတ်ဆိုးပြီးတော့တမနိုင်တဲ့စစ်ကြောင်းတကြောင်းလုံးပြုတ်ထွက်သွားတယ်။စက္ကဆာအရောက်ပေါင်း20သေးတယ်။တနက်ကစစ်ကိုလည်းရတယ်။ဒီပြဲတော့အရောက်ပေါင်း20မှာစစ်ကိုလည်းရတယ်။အားလုံးရတယ်လို့ပြောလို့ရတယ်ဒီလက်ပဲကျွန်တော်တို့ရော်တာကိုတွေ့ရမယ်နောက်တစ်ခုကဒီဆက်နှစ်ယောက်ကိုအရှင်ဖမ်းမိတယ်เนาะအဲ့ဒီဗီဒီယိုဖိုင်လေးတော်တော်စိတ်ဝင်စားစရာကောင်းတယ်အခုလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုပြန့်နေတဲ့ဒီသတင်းတွေကเนาะတော်တော်ကိုစစ်ကြောင်းလိုက်တစ်ခုပြုတ်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ဒါကလည်းသတင်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကစစ်ကြောင်းလိုက်ပြုတ်တဲ့နေရာကလက်ပဒန်း တရချောင်းရွာဖက်မှာစစ်ကြောင်းထိုးတဲ့စကတ်စနောက်လုံးအဲ့ဒီမှာကစင်ကလျာနဲ့ဘာမှမရဘဲနဲ့နောက်ထွက်ပြေးရတဲ့အဆင့်ကိုရောက်သွားတယ်နောက်ရောက်သွားတယ်ဆိုတော့အဲ့ဒီအမှတစ်ခုနောက်တစ်ခုကချင်းပြင်းတဲ့ဟာခါ ဟာခါမှာလည်းအဲ့ဒီမျိုးမှ yes ခန့်တော့သူတို့ကရတဲ့ပြက်ဝင်ပြီးတော့တိုက်ခိုက်တယ်နော်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာအောင်ပွေးကြီးကြီးရတယ်နော်စကားစားဖက်က6ယောက်သေးတယ်အဲ့ဒီမှာ CNACNF ရဲ့ရေးပေါ်တွေနိုင်ငံရဲ့အကျဉ်းသားဆင်ကရောက်ဝင်ပြီးတော့ခေထုတ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါလည်းတည်ငင်းကောင်းပဲနော်အဲ့ဒီမှာရှောင်းတခင်ပေါ့ဒီပြက်တော့ရတဲ့ပြက်ဝင်ပြီးတော့တိုက်ခိုက်လိုက်တဲ့အခါကျတော့အဲ့ဒီဟာခါရဲ့မျိုးမှ yes ခန့်ဟာဆိုလို့ရှိရင်အဲ့ဒီမှာထိမ့်သိမ်းထားတဲ့အကျဉ်းသားတွေနော်အကျဉ်းသားတွေအဲ့ဒီမှာ15ယောက်ကိုခေထုတ်နေတယ်အဲ့ဒီမှာစကားစားဖက်ကရဲ့ 6ယောက်ထိဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါလည်းတည်ငောင်းပဲနော်တည်ငောင်းပဲတကယ်ဒီဟာခါပြောရဲ့မြို့မရေစခန်းကိုတော့မှဝင်ပြီးတော့တိုက်နိုင်တယ်ဆိုလို့ရှိရင်တော့တော်တော်ကိုအခြေအနေဆိုးနေတယ်ဒီစကားစဖက်ကနော်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကစကိုင်းတိုင်းဒီစကိုင်းနဲ့ဒီဘင်ဂိုလမ်းမှာဆိုလို့ရှိရင်စကားစအဲ့ဒီစစ်ကြောင်းတစ်ခုထိုးလာတယ်အဲ့ဒီစစ်ကြောင်းကိုနေပြီးတော့ဒီတိုက်ခိုက်တဲ့အခါကျတော့ဒီခလာရ116 နော်ဘူဂျီမင်းထွန်းဆိုးဆိုတဲ့လူအပါဝင်ငါးယောက်သေးတယ်အဒီမှာလေတနက်9လက်ရတယ်ဆိုတော့ဒါလည်းတည်ငောင်းပဲနော်တော်တော်ကိုတည်ငောင်းပါတယ်ဒီနေ့ကတော့ဆိုတော့ဒီဆက်ကဆတွေကတနေ့တနေ့မှာဆိုလို့ရှိရင်တည်တယ်မသားဘူးနေတာမဟုတ်ဘူးအနည်းဆုံး40 50 40 50တော်တော်ကိုတည်တယ်ဆိုတော့သူတို့စစ်မှုထမ်းဥပဒေနဲ့ခေါ်တဲ့လူတွေကလည်းတော်တော်ကိုရတယ်အဲ့ဒီမှာတည်တဲ့လူအများစုက ဒီပတ်စလို့ခေါ်တဲ့ပြည်သူစစ်တွေเนาะခုနကသူတို့လက်ပူတိုက်ထားတဲ့ဟာเนาะသုံးလေးလားငါးလားအဲ့လိုမျိုးသူတို့တင်နှံပေးတယ်တင်နှံပေးပြီးမှသူတို့ကစစ်ရဲ့တွေ့ကြုံပဲမှမရှိဘူးဒီတင်နှံပြတာနဲ့သူတို့ကရှေ့တောင်ကိုဒါလိုက်ထွက်တာเนาะအဲ့ဒီလူတွေတော်တော်ကိုတိတ်တာများတယ်အခုကတော့ဆိုတော့ဒီမိပတွေကလည်းတော်တော်သိဖို့လိုတယ်လူသားတိုင်းအဖြစ်နဲ့နော်အဲ့ဒီမှာထိုးကျွေးနေတယ်နော်ထိုးကျွေးနေတယ်အဲ့ဒါကဘာအတွက်လဲနော်တိုက်ပြအတွက်ဆိုရင်တော့ကောင်းပါလေနော်တိုက်ပြအတွက်ကောင်းတယ်ဒါပေမဲ့သူတို့ကလက်တဆုပ်စာအခုဒီစကားစဖက်ကလူတွေကသူတို့ရဲ့ဘိုးတွေရဲ့ နော်အာနာတီမြေရဲ့အတွက်စစ်သားတွေအာနာထိန်းချုပ်နိုင်ဖို့အတွက်နော်အဲ့လိုမျိုးအာနာကိုမဲ့တဲ့အတွက်ကြောင့်နော်ရှေ့တန်းမှာအခုသိပေးရတဲ့လူတွေကနော်မတန်ဘူးဆိုလိုချင်တာကမတန်ဘူးနိုင်ပြည်အတွက်တဘောမှာထိုင်းနဲ့စစ်တိုက်ရတယ်တော့မဟုတ်ဘင်္ဂလားဒေ့ရှ်နဲ့စစ်တိုက်ရတယ်စသဖြင့်ကိုယ့်ရဲ့နယ်နိမိတ်ထိဆက်တဲ့နိုင်ငံခြားတွေနဲ့နော်တိုက်ခိုက်တဲ့ခါကျတော့ဒီသူစစ်တွေကခေါ်တယ်ခေါ်ပြီးတော့အဲ့လိုမျိုးတိုက်ရတယ်ဆိုလို့ရှိရင်တော့တိုက်ပြည်အတွက်တရားကျုံနဲ့တာပေါ့အခုကတော့အဲ့လိုမျိုးမဟုတ်ဘူးသူတို့ရဲ့အာနာတီမြေရဲ့အတွက်ပဲနော်အဲ့လိုမျိုးတိုက်တဲ့ခါကျတော့တော်တော်ကို ကျွန်တော်တို့အတွက်နစ်နာတယ်ဆိုတဲ့ဟာတော့တွေ့ရတာပေါ့ဒါပေမဲ့နောက်ပြီးတလူထုတ်တယ်လည်းတချို့လူတွေကြတော့ဒီငွေကြီးကြီးတက်နိုင်ပြီးတော့သူတို့ထွက်ပြေးနိုင်တယ်တချို့လူတွေကြတော့လည်းအမှုမဲ့အမဲမဲနေတယ်တချို့လူတွေကြတော့လည်းအတော့နဲ့မဆိုင်ဘူးကိုတကားဝါမှမခောက်တဲ့ခါကြတော့အဲ့လိုမျိုးနမောနမိနေကြတယ်စသဖြင့်စသဖြင့်အကြောင်းအမျိုးမျိုးတော့ရှိတာပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်ဂျော်စောတည်င်းလို့ပြောလို့ရတယ်အတားက NCA နော် NCA 7နှစ် အဲဆိုလို့ရှိရင်တော့ဒီစင်နစ်ပြပေါ့အဲ့ဒီမှာဖွေးစည်းတွေအားလုံးတချို့လူတွေကတက်ကြတယ်เนาะအဲ့ဒီထက်ပါမှ6ဖွဲ့ရနေပြီးတော့ဒါကတော့ဆက်ကူဆုပ်ဖြစ်ပါပြီဆိုပြီးမှကြီးညာလိုက်တယ်အဲ့ဒီမှာစိတ်ဝင်စားစရာတစ်ဖွဲ့ရှိတယ်အဲ့ဒါက KNU KNU ကဆက်ကူဆုပ်လို့ပြောတယ်သူတို့လက်မခံဘူးလို့ပြောတယ်ဒါပေမဲ့အဲ့ဒီမှာ KNU ရဲ့လူတွေပါတယ်เนาะ KNU ရဲ့လူလို့ပြောတဲ့အခါမှာသူတို့ကတော့သူတို့ကဖွေးစည်းနဲ့မဆိုင်ဖို့ပါဘူးအဲ့လိုမျိုးတော့ထုတ်ပြန်တယ်เนาะဒါပေမဲ့အဲ့ဒီမှာတကယ်မူထူစေဖို့လို့ရွှေမောင်းလို့အဲ့လိုမျိုးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့တစ်ဖက်ကတော့ စက်ကူစိုးလို့ပြောတယ်တစ်ဖက်ကတော့သူတို့တဲ့တယ်ဆိုတော့သူတို့ကပြောတယ်ဒါကတော့အဖွဲ့အစည်းနဲ့မဆိုင်ဘူးသူတို့ကိုကိုစားမဖြစ်ဘူးဘလောက်ပဲပြောပြောတော့အဲ့ဒီဟာကမင်းစိတ်မပြလို့ရှိရင်ဘလို့မှသွားစရာအကြောင်းမရှိဘူးဘလို့မှမသွားရဲဘူးတကယ်တော့အနာတီမြဲတဲ့အနာကသူတို့ကိုတက်ရောက်နေတယ်ဆိုလို့ရှိရင်အဲ့လိုလူတွေဘလို့မှသွားနိုင်စရာအကြောင်းမရှိဘူးเนาะ အဲ့ဒီ KNU နေနေထဲမှာပဲရှိတဲ့လူတွေပဲအဲ့ဒီလူတွေကတော့အချိန်မီရွေးဖန်ဆီလို့ရတယ်အဲ့ဒီလူတွေကတကယ်လက်ရှိအုတ်ထားလည်းမဟုတ်တော့ဘူးလို့သူစိတ်ဖို့လို့ပါလို့ဆိုလို့ရှိရင်တော့သူတို့ကအနာတက်ရမှုမှလည်းမရှိတော့ KNU ရဲ့အနာတက်ရမှုရှိတယ်ဆိုရင်အချိန်မီရွေးဖန်လို့ရတယ်ပြန်လာတာနဲ့သူတို့ကိုဖန်လိုက်ပြီးတာပဲဆိုတော့အခုကဖန်လည်းမဖန်ဘူးဆိုတော့ သိတာပဲလေအဲ့ဒါကတော့နော်တစ်ဖက်ကတော့ပြောတယ်တစ်ဖက်ကတော့သူတို့လုပ်တယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော် KNU ကတော့ပြောရတာတော်တော်ကိုဒါအရသာမရှိပါဘူးနော်သူတို့အကြောင်းကိုပြောရတာလေနောက်တစ်ခုကတော့စောမြရာစာလည်းရခိုင်ဖះပေါ့နော်သူကလည်းပြောတယ်ဒီ NCR ဆိုလို့ရှိရင်ဘလောက်ခိုင်မှလည်းသူတို့ဘလောက်ကျိုးပန်းမလို့လုပ်ခဲ့တယ်ဘလောက်ပဲပြတ်တယ်လည်းပြောပြောနော် NDNCR ဆိုလို့ရှိရင်လည်းကအတိုင်းအဝိုင်းနဲ့နေပြီးတော့လုပ်တာဟာဖြစ်တဲ့အတွက်ကြောင့်ဒီနေစေးပဲစသည်ဖြင့်သူတို့ကတော့ပြောတာပေါ့ခေါ်ဥကခေါ်ကတော့ခဏလေးလုံးလုံးပါလုံးလုံး ပြောတယ်သူကတော့ငါမမစားရတဲ့အမေတင်းတဲ့ပက်တာဖြစ်တယ်အဲ့ဒီ NCA ပြက်တယ်ပါတယ်ဆိုတာအရင်ကသူတို့ကရှေ့တန်းမှာထိုင်ကုန်မှာထိုင်တဲ့လူတွေပဲအခုချိန်မှာဆိုလို့ရှိရင်တော့နော်သူတို့ကအဲ့လိုမျိုးပြက်ပြစ်ပြီးပြောပြီးတဲ့နောက်ပိုင်းမှာအခုနိုင်ငံတကာကပြန်ပြီးတော့ဒီဟာကိုစီကကလုံနိုင်တဲ့အတွက်ကြောင့်သူတို့ကဆိုလို့ရှိရင်မစားရတဲ့အမေတင်းတဲ့ပက်တယ်စသည်ဖြင့်စသည်ဖြင့်သူတို့ကတော့ပြောတာပေါ့နော်ဆိုတော့အရေးကြီးလာဆိုတော့ တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ NCSA ချုပ်ကိုချုပ်ပုတ်တဲ့ဒီတရားသားလက်နက်ကံတွေကပါပြောလဲခိုင်မာဖို့အတွက်နိုင်ငံတကာကတက်တည်တယ်လို့ပဲဆိုပြီးမှနိုင်ငံတကာကတက်တည်တယ်ကိုခေါ်တယ်ခေါ်ပြီးမှဒီစာချုပ်ကိုချုပ်ဆိုတယ်เนาะတော်တော်အရေးကြီးတယ်လို့ပြောတယ်ဘလုံးမှမပြတ်နိုင်ဘူးနိုင်ငံတကာတက်တည်ရှိတယ်အော်ရှိနေတုံးပဲတက်နေတုံးပဲဆိုတဲ့ဟာကိုပြောတယ်ဒါဆိုရင်တော့အရင်တော့ကပေါ့ဆက်အက်တလီတို့ဒီနိုအက်တလီတို့မချုပ်ခင်မှာဒီပင်လုံစာချုပ်ပင်လုံစာချုပ်နဲ့ဘုချော့အောင်ဆန်းနဲ့ချုပ်ခဲ့တဲ့ပမာတစ်ချက်ရောကရင်တစ်ချက်စသဖြင့်ပေါ့နော်ဒီတိုင်းရင်းသားတွေရဲ့တစ်ချက်တစ်ချက်ဘေးပြတဲ့ ဒီစာချုပ်ကပြက်ပြေသွားပြီလားဆိုတော့အဲ့ဒီစကားကတော့ဘာဖြစ်လို့မပြောတာလဲနော်အဲ့ဒါကောင်ကဘာဖြစ်လို့အရေးမကြီးတာလဲအခုတိုက်ပွဲတွေဖြစ်နေတာတိုင်းရင်းသားလက်နက်ကင်တွေအများကြီးအများကြီးဖြစ်နေတာအဲဒီနေ့ထက်တဲ့အနည်းပေါင်း60 90ဆီဒီလက်နက်ကင်တာဘာကြောင့်လဲဒီစာချုပ်ကြောင့်လေဒီစာချုပ်ကြတော့ဘာမှအရေးမကြီးတယ်လို့ထားတယ်သူတို့တကယ်မလို့ချင်တဲ့ဟာကြတော့မကြားတယ်လို့လို့ဘာလို့လို့မသိတယ်လို့လို့အဲ့လိုမျိုးဖိထားပြီးတော့တကယ်ဒီ NCA ကြတော့တော့သူတို့တကယ်အရေးကြီးတယ်လို့ပြောတယ် ဆိုတော့အခုတက်နေတဲ့ NCA တို့လုတ်တဲ့လူတွေကဒီပင်လုံစာချုပ်ကိုနော်သူတို့ account ဖော်ဖို့အတွက်ပြောလို့ရှိရင် block ကောင်းမလဲအဲ့ဒါကြောင့်တိုက်နေကြတာလေခိုးလက်နဲ့ကနေရှိတာကအဓိကကအဲ့ဒီစာချုပ်ကြောင်းပဲလေတိုက်နေတာဆိုတော့အဲ့ဒီစာချုပ်ကြောင်းဖြစ်တဲ့ဟာကိုအဲ့ဒီစာချုပ်ကြောင်းနဲ့မဖြစ်ရှင်းမင်းနဲ့ကျွန်တော်တို့ကတော်တော်ကိုတော့စိတ်ဝင်စားစရာကောင်းတဲ့ခင်ချင်းတွေပေါ့နော်နောက်တစ်ခုကဒီပကိုးတိုင်းဒီပတောင်းတွေမှာဆိုလို့ရှိရင်ပကံကွဲရွာနေမှာဆိုလို့ရှိရင်0.66 63လုံးပေါ့ ဲ့ဒီစခန်းကြီးကိုနေပြီးတော့ AA ကဆယ်လျက်နဲ့တင်ပိုက်လိုက်တယ်။အဲ့ဒီနိုင်ရကန်ဗျူဟာကုန်းကိုတင်ပိုက်လိုက်ရပြီဆိုတဲ့ဟာကိုတည်င်းထွက်ပြီးတဲ့နောက်ပိုင်းမှာဆိုတော့အဲ့ဒီနိုင်ရကန်ဗျူဟာကုန်းကိုတော့သူတို့နော်အကြီးအကျယ်တိုက်နေတယ်ဆိုတဲ့ဟာကိုဒီနေ့ဆက်ပြီးတော့တည်င်းထွက်နေလို့မယ်။ဘာဖြစ်ဆိုတော့အဲ့ဒီမှာကာဂင်တော့တစ်ခုဂျန်သေးတယ်။နော်အဲ့ဒီကာဂင်ကိုနေပြီးတော့တိုက်ဖို့ဂျန်သေးတယ်။နိမ့်နိမ့်ဂျန်သေးတယ်။ဆိုတော့အဲ့ဒီပြရတာတကယ်ပင်မကုန်းတော်တို့ရသွားပြီဒါပေမဲ့ကာကင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါကိုနေပြီးတော့ဆက်တော့တိုက်နေတော့မှရှိတယ်နောက်တစ်ခုကဒီဥချစ်ပင်နားမှာပေါ့နော်ဥချစ်ပင်အဲ့ဒီနားမှာတစ်ခုရှိသေးတယ်အဲ့ဒါကကပ္ပဆာ16နဲ့နီးတယ် ဆိုတော့အဲ့ဒီမှာလည်းမုတ်တိရွာမှာဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ဖို့လေအချစ်ချစ်ဖြစ်နေတယ်အဲ့ဒါကတကိတ်နော်ကာကင်းအကြီးစားဖြစ်တယ်ကပါစာ16ကိုကာတဲ့ကာကင်းသူဖြစ်တယ်ဆိုတော့အဲ့ဒါကိုလည်းအေးအေးနဲ့ပူပေါင်းဖွဲ့တွေကတိတ်ပရရှိတယ်အဲ့ဒီ0.666ကိုလည်းတိတ်ပရရှိပြီးနတ်ရကံပြူဟာဂုံးလာလဲကျွန်တော်တို့ကြခါနီးနေပြီကာကင်းလေးတစ်ခုပဲကျန်တော့တယ်နော်အဲ့လိုမျိုးကျွန်တော်တို့တွေ့ရတယ်ပြလို့ရှိရင်တော့ ARD တိုင်းဖက်မှာလည်းဒီဆက်ဆက်ယူတို့ပါလို့ဆိုလို့ရှိရင်တော့အဲ့ဒီမှာတိုက်ဖို့လေကြည်ကြည်ဖြစ်နေတယ်အဲ့ဒီမှာလည်းအောင်ဖို့လေအများကြီးရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဓိကချုပ်တော့ချိန်မယ်ဆိုလို့ရှိရင်တော့ရခိုင်စစ်မျက်နှာပြင်နဲ့ ဒီကချင်ရဲ့စစ်မျက်နှာပြင်ကတော့လုံးဝတော့သူတို့တိုးလို့မပေါက်ဘူးဆိုတာကိုတော့ကျွန်တော်တို့တွေ့ရမယ်။အဲ့ဒါကတော့တကယ်အောင်ပွဲတွေပေါ့။သူတို့အစွန်းကုန်ဒီရွက်ကပွဲအတွက်ရွက်ကပွဲတဲ့သူတို့အစွန်းကုန်လောက်တာတောင်မှလုံးဝတိုးလို့မပေါက်တဲ့နေရာနှစ်ခုအဲ့ဒါကတော့ကချင်နဲ့ကျွန်တော်တို့ရခိုင်စစ်မျက်နှာလုံးဝကိုတိုးလို့မပေါက်ဆိုတာကိုကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကခရင်ပြည်နယ်မြဝတီတောင်ဖက်မှာဘလူးအဲ့ဒီမှာဆိုလို့ရှိရင်တော့ ဒီ lambda ကိုနေပြီးတော့ထင်းချုံလိုက်ပုတ်တဲ့ BGF နော်ရှစ်၃လုံးနော်ရှစ်၃လုံး view ဟာမို့ကိုတိုင်ဥဆောင်ပြီးတော့စက္ကစနဲ့ပေါင်းမလို့အဲ့ဒီမှာတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကို ော်ထိနာတယ်နော်ထိနာတယ်အဲ့ဒီမှာဘလောက်ထိတည်သွားလဲဆိုလို့ရှိရင်အယောက်ပေါက်၄၀နော်ရောက်ပေါက်၄၀ထိသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာသစ္စာဆူးတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဒီနေ့နော်သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ်အဲ့ဒါကသစ္စာဆူးတယ်ဆိုတာခင်ရင်လူမျိုးချင်းချင်းကြားမှာဆိုလို့ရှိရင်သစ္စာဖောက်တယ် BGF ဆိုလို့ရှိရင်တော်တော်တုံယုံသိနေတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ရှမ်းတောင်ရှမ်းတောင်ဖေကုံမှာလည်းစစ်ကြောင်တစ်ကြောင်လုံးပြုတ်ထွက်သွားတယ်အဲ့ဒီမှာ အရောက်ပေါင်း80နဲ့တရားကြားမှာ80လို့ပြောတယ်အဲ့ဒါမှာ60သေးတယ်နော်60သေးတဲ့ခါကျတော့တော်တော်ကိုအဲ့ဒီမှာစစ်ကြောင်းတစ်ကြောင်းလုံးနော်အချိန်မုန်းခံရတယ် အဲ့ဒီမှာရှမ်းတောင်ဖက်ဖေးကုန်းမြို့နဲ့တောင်စလုံးရွာနားမှာစစ်ကြောင်းကနေပြီးတော့တိုက်တာအဲ့ဒီမှာ PNO ဒီပြည်သူစစ်နဲ့ဒီစက္ကစအရောက်ပေါင်း60သေးတယ်နော်60သေးတယ်အဲ့ဒီမှာစစ်အင်အားကဘယ်လောက်ရှိလဲ80အဲ့ဒီပြေတော့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ခွဲသွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရနေမယ်နောက်တစ်ခုကဒီနေ့ practice စိတ်ဝင်စားစရာတစ်ခုရှိတယ်အဲ့ဒါက UWSA နော် UWSA ကအရင်တော့ကသူပြောတယ်ရုပ်ောက်ပွေးကိုလုံးဝသူတို့ထောက်ခံဖို့သူတို့ရဲ့နေမယ်မှာလဲရုပ်ောက်ပွေးချင်းပါဖို့လုံးဝ ောင်ခွင့်မပြုဘူးဆိုတဲ့ဟာကိုပြောတယ်ဆိုတော့ဒီနေ့ကတော့တင်းတစ်ခုထွက်ပေါ်လာတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲနော်ရွေးကောက်ပွဲကိုထောက်ခံတယ်နော်အဲ့လိုမျိုးနော်လေတန်ပြောင်းလာတယ်အဲ့ဒါကလာရှိုးမှာထိုင်နေတဲ့ဒီဆက်ဆံရေးမှုညီရန်ကနေပြီးတော့ထုတ်ဖို့ပြောကြားလိုက်တယ်ဆိုတော့အဲ့ဒါကတကယ်နော်သူတို့ရဲ့ဒီ UWSA ထိန်းချုပ်ထားတဲ့ဒီမြောက်ပိုင်းမှာဖြစ်တဲ့ဟိုဘန်နဲ့ပင်လုံမှာကြာတော့သူတို့ခွင့်မပြုဘူးဒါပေမဲ့တောင်ပိုင်းမှာကြာတော့ကျန်းခါရဲ့အခွင့်ကဝင်ပြီးတော့ ပြိုင်မယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်အစ်ပြရတော့ခွင့်ပြုလိုက်ပြီးသဘောတူလိုက်ပြီးအဲ့ဒီမှာကျွန်တော်တို့သဘောတူတဲ့လက်နက်ကိုင်တွေကတော့ WU Blue SA ရှိမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီဖက်မှာဆိုလို့ရှိရင် BGF ရှိမယ် DKBA ပို့ပြီးတော့ဖွဲ့ရှိမယ်ဆိုတော့လက်နက်ကိုင်သုံးဖွဲ့ရတော့ကျွန်တော်တို့ဒီစက္ကဆန်နဲ့ပေါင်းသွားပြီးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီနေ့အောက်တိုဘာလ16ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆက်ကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ